ေးပါနော်ကျွန်တော်ဒီဇက်လိုက်ဆိုတဲ့ချက်လေးနဲ့ကျွန်တော်မိတ်ဆက်ပြီးမယ်ဇက်လိုက်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းပြောပြမယ်နော်ဘူတန်နိုင်တဲ့တခြင်းလေးကြတစ်ချိန်တော့ကနေမူပိုင်းခေါ်လက်ရှိဘူတန်နိုင်တဲ့တခြင်းလေးကြဇက်လိုက်ဆိုတဲ့ဒီချက်လေးအကြောင်းဇက်လိုက်လို့သူ့ကိုဘာလို့နာမည်ပေးရတော့ဆိုတော့မအေးအေးဝမ်းမဲ့စီစဉ်စီစဉ်ဘဒူဝဲစီစဉ်စီစဉ်အချိန်တန်ရင်တော့ဇက်လိုက်ကပဲအိုက်ပြိုင်မွေးနိုင်ရတယ်ဗောနော်ပြောမယ်ဆိုလို့ရှင်ဇက်လိုက်ကပဲအနိုင်ဗော ခုဒီကောင်ကိုကျွန်တော်ဆက်တော့ရောင်းမယ်လို့ကျွန်တော်ပြောခဲ့တယ်။ဒါပေမဲ့သူ့ကိုရောင်းလိုက်လို့ရှင်ရင်ဘူတန်တန်တိတ်ခါကြတယ်။ဘလို့တိတ်ခါကြအောင်ဆိုဘူတန်တန်ကကြတော့အထက်ကြီးကျက်ကိုမှလလပပကောင်းကောင်းခွတ်တယ်။ဒီကောင်အောက်ကြီးကျက်ပြ။အောက်ကြီးကျက်ဒါပေမဲ့ဇက်လိုက်ဆိုတဲ့နာမည်နဲ့လိုက်အောင်အချိန်တန်ရင်နော်ဇက်လိုက်ကဇက်လိုက်ပါပဲ။နော်။အဲကျွန်တော်ကန်သမျှကျက်တိုင်းကျက်တိုင်းကျက်တိုင်းမှာကျွန်တော်အောက်ကြီးကျက်မကန်ဘူးပြ။ကန်ရမှာကြောက်တယ်အမှန်တမ်းပြော။ အဲကျွန်တော်ကတော့အထက်ကြီးကြီးကျွန်တော်ကျမန်ရဲ့အထက်ကြီးကြီးကြီးပဲကျွန်တော်ကိုင်းနေငါးစားခွက်မှကိုကခွက်မှစိုက်တဲ့ကိုနာလိုက်လေပြန်ခွက်မလို့ဖြစ်ဗျာကျွန်တော်ကိုင်းနေချက်ကအထက်ကြီးကြီးကြီးပဲများသောအဖြစ်ရတော့နော်ရွာကျော်ထိတ်ဆုံတော့လည်းတကယ်တော့အထကြီးကျက်ကိုမှတစ်ဖက်ကျက်ကနမယ်လဲနမယ်ကျော်ကောင်းလွန်းတော့အကူကယူရီးယားနဲ့သွားတွေ့လို့အောက်ကြီးရောက်တယ်။ဒါပေမဲ့အောက်ကြီးကနိုင်တဲ့အရာကပူပြီးမျိုးမျိုးမြင့်မြင့်ရှိတယ်ဗျ။အခုဇက်လိုက်ကိုလည်းကျွန်တော်ကိုယ်တိုင်ချတိုင်ပဲ။ချတိုင်တာကတော့အချက်နှစ်ချက်ပေါ့ ဘုဒ္ဓံနိုင်သူ့ကြောင့်နမဲပြက်မှာကြောက်တာကတကြောင်းရဲ့ကျွန်တော်သူ့ရောင်းလိုက်လို့ရှင်ကျွန်တော်ရအလွန်ဆုံး9သိန်းပေါ့ဒါပေမဲ့ဇက်လိုက်ကျွန်တော်ကိုပြန်ရှာပြီးမှာကငွေအဲ့လောက်ပမာဏမလိုပဲနဲ့9သိန်းကို9စာမကတီရောရသွားနိုင်နေကြက်တကောင်ပေါ့ဗျာအဲ့တော့ဇက်လိုက်ဆိုတာဇက်လိုက်ပါပဲလို့နော်ကျွန်တော်သူ့ဒီနေ့ကိုကျွန်တော်ခြေကြော်လေးပတ်လိုက်တယ်ပတ်လိုက်တဲ့အချိန်မှာ အဆာဆာချင်းမှာတစ်ဖက်သူနဲ့ကြည့်ရဲ့ချက်ကပုတ်တရောထိုးဆောင်တရောနဲ့ချက်ကနည်းနည်းလေးကြောင်နေပြဗလန်ကြောင်ဆိုတော့အော်ဒီရောသူအကြောက်ဆုံးခွလန်းချင်းနေပဲကျွန်တော်ထိုးတာဟင်းတော့ရောနော်တိုက်မြန်လောက်တော့ဦးခင်တာအဲ့ဒီထက်နေဇက်လိုက်ကဇက်လိုက်ဆိုတာတက်တည်ပြရည်တယ်အဲ့ဒီထက်နေပြီးတော့အဲသူဇက်လိုက်ဖြစ်အောင်ဆွမ်းဆောင်ခဲ့တယ်ဗောဗျာအဲ့တော့သူ့ကိုကျွန်တော်ကနေရပေးရတယ်လို့ကျွန်တော်မကင်ဘူးတဲ့အောက်ကြီးချက် ငွေကိုမျိုးမျိုးမြတ်မြတ်ရမယ်เนาะဆက်လိုက်တဲ့ကောင်ကျွန်တော်စမ်းပြီးတော့သုံးကြည့်မယ်ဗျာเนาะကျွန်တော်ဒီကောင်ဟိုတပတ်ဆက်ရဲ့အတွင်းမှာอืมကျိုးဝိုင်းနဲ့ကျွန်တော်ထည့်မယ်ပေါ့ဗျာเนาะကျိုးဝိုင်းနဲ့ထည့်မယ်ဇာလိုက်ဆိုတဲ့ဒီကျက်ကလေးကတော့ကျွန်တော်အတွက်เนาะငွေထုတ်ကလေးလိုပဲကျွန်တော်မြင်မိရေဗျเนาะငွေထုတ်ကလေးသိကြပါတယ် ချိန်တန်ရင်ဇက်လိုက်ဟာဇက်လိုက်ပါပဲ